ရွာလေးတရွာမှာမေမီနဲ့ကိုကိုဆိုတဲ့မောင်နှမနှစ်ယောက်နေထိုင်ကြပါတယ်။အဲဒီရွာမှာခိုးမှုတွေကမကြာခဏဆိုသလိုဖြစ်ပွားနေပေမယ့်ရွာသားတွေကခိုးတဲ့သူကိုဖမ်းမမိနိုင်ခဲ့ကြပါဘူး။တနေ့တော့ကိုကိုရဲ့အိမ်မှာလည်းခိုးခံရပါတယ်။ဒီတစ်ခါမှာတော့ပတ်စံရင်းနဲ့အတူသူ့ရဲ့အမမေမီပါပျောက်ဆုံးသွားခဲ့ပါတယ်။အကိုကြီးကျွန်တော်အမပျောက်နေတယ်ဗျာ။မနက်ကလေးကရှာမတွေ့တော့ဘူး။ကျွန်တော်ဘယ်လိုလုပ်ရမလဲ။ အဖေနဲ့အမေကသူ့ကိုကျွန်တော်အဝယ်အပ်ခဲ့တာလေကိုကိုရဲ့ငိုတန်းကိုကြတော့ရွာသားတွေအားလုံးရောက်လာကြပါတယ်မင်းဘာပြောလိုက်တာလဲလာအခုပဲရဲစခန်းမှာသွားတိုင်ကြမယ်ဟောအကိုတို့ရဲ့အကျိုးမရှိပါဘူးဗျာလူတော်တော်များများအချိန်မောင်းများစွာတိုင်ခဲ့ကြတာပဲဘာမှဖြစ်မလာခဲ့ဘူးလာလာရွာလူကြီးစီကိုပဲသွားကြစို့အဲ့ဒီနောက်ရွာသားတွေအားလုံးရွာလူကြီးစီကိုသွားပြီးအဖြစ်အပျက်အားလုံးကိုပြောပြခဲ့ကြပါတယ် ဒီလိုလားသားတို့ရဲ့တော်တော်ဆိုးတာပဲမင်းရဲ့အမလေးကဘဲပြောက်သွားတာလေကွယ်သားတို့မပူကြပါနဲ့ဒီနေ့ပဲတခိုးကိုဖမ်းမိဖို့အတွက်လူတယောက်ကိုစုံစမ်းဖို့အလုပ်ပေးလိုက်ပါမယ်အဲဒီနောက်ရွာလူကြီးကဇော်ကြီးဆိုတဲ့လူကိုညဘက်မှာတရှိုလှုပ်ဖို့နဲ့တခိုးကိုဖမ်းပြီးကိုကိုရဲ့အမဗမာရှိလဲဆိုတာစုံစမ်းခိုင်းလိုက်ပါတယ်ညရောက်တော့ဇော်ကြီးကကင်းဆောင်နေခဲ့ပါတယ်ညနေဖုန်းဆွထားတဲ့လူတယောက်ကလူသေးတလောင်းကိုပြစ်ချပြီးခတ်သွားတာကိုသူတွေ့လိုက်ပါတယ် ဇော်ကြီးကသူ့ကိုလက်ပူးလက်ကျက်ဖမ်းမိလိုက်ပါတယ်။ဟဲ့ကောင်ရက်လိုက်စမ်းဘယ်သွားမလို့လဲ။မင်းဒီမှာလာပြစ်ချခဲ့တဲ့ဒီမိန်ကလေးကဘသူလဲ။ရက်လိုက်အခုငါမင်းကိုပြောပြမယ်။အာသိပါပြီဗျာလှုပ်ပေးပါလှုပ်ပေးပါဗျာ။ဟဲ့ရွာသားတွေလာကြပါဦး။ဒီလူပဲဒီလူကသခိုးပါ။လာကြပါညီကိုတို့မြင်မြန်လာကြပါ။ထိုအချိန်မှာရွာသားတွေအားလုံးအပြင်ကိုရောက်လာကြပြီးတခိုးကိုဒုတ်တင်နဲ့ဝိုင်းရိုက်ကြတယ်။ဟင် ဒီအလောင်းကငါ့အမမေမီပဲခဲကောင်ရက်စတဲ့ကောင်မင်းကငါ့အမကိုဘာလို့လိုက်တာလဲမင်းသူ့ကိုတတ်လိုက်တာလားငါမင်းကိုအလွတ်မပေးဘူးအကိုတို့ရဲ့ကျွန်တော်မရိုက်ကြပါနဲ့ဗျာကျွန်တော်မူးရဆဲဆွမ်းနေလို့ပါဒါကြောင့်ဒီမျက်နှာဖုံးကိုတက်ပြီးတော့ခိုးတာပါအဲ့ဒီနေ့ကခမရတို့အမကကျွန်တော်ခိုးနေတာကို မြင်သွားတယ်ခမရရဲ့လှပတဲ့အမကိုမြင်တော့ကျွန်တော်စိတ်တွေယုံလာသွားတယ်ဒါကြောင့်ကျွန်တော်သူ့ကိုခေါ်သွားလိုက်တာပါဟဲ့ကောင် တရိတ်ဆန်ကောင်ကမင်းကိုအရှင်မထားဘူး။နေအောင်ကိုကိုဒီလူကိုနောက်ထပ်ဘသူမှမင်းကလေးတယောက်ကိုမကောင်းတဲ့စိတ်နဲ့မကြည့်ရအောင်ပြစ်ဒဏ်ပေးတဲ့နေ။သူ့လက်နှစ်ဖက်စလုံးကိုဖျက်ပစ်လိုက်။ဟုတ်တယ်ဟုတ်တယ်ဒါမှန်နဲ့မိမရဲ့ခုံကိုမလေးစားတဲ့သူကိုဒီလိုပဲအပြစ်ပေးတဲ့နေ။အာသိပါပြီကျွန်တော်ခွင့်လွှတ်ကြပါဗျာ။ရဲ့သမားလက်တွေကိုဖျက်ပစ်လိုက်။ဟုတ်တယ်သူ့လက်တွေကိုဖျက်ပစ်လိုက်တော့ အဲဒီနောက်ရွာသားတွေအားလုံးဝိုင်းပြီးတခိုးရဲ့လက်နှစ်ဖက်စလုံးကိုဖျက်ပစ်လိုက်ကြပါတယ်။အာသေပါပြီ။အရန်နာရဲသေပါပြီ။အဲဒီလက်ပြတ်တခိုးကခတ်ပြေးသွားပြီးတောနဲ့ထဲရောက်တဲ့အထိပြေးရင်သေဆုံးသွားခဲ့ပါတယ်။ရက်အနှဲငယ်ကြာသွားတော့အဲဒီလက်ပြတ်တခိုးရဲ့အလောင်းကအသက်ပြန်ဝင်လာပါတယ်။ကျောင်းမဖွဲကောင်းတဲ့အတန်တွေခတ်ပေါ်လာပြီးတခိုးဟာဘလူးအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာလမ်းမပေါ်ကနေလူတစ်ယောက်ခက်လျှောက်လာနေပါတယ်။ ဘလူးကသူ့ကိုတက်ပြီးသူ့ရဲ့လက်တွေကိုဖြတ်ယူကခန္ဓာကိုယ်မှာပြန်တက်လိုက်ပါတယ်။ငါလက်တွေငါစီပြန်ရောက်လာပြီ။ရွာသားတွေမင်းတို့ငါ့ကိုရဲရဲဆက်ဆက်တတ်ခဲ့ကြတယ်။အခုငါမင်းတို့ကိုအလွတ်မပေးဘူး။အဲဒီနောက်အဲဒီတရေဘလူးကရွာကိုပြန်သွားပြီးအမျိုးသမီးတဦးကိုဖမ်းဆွဲလိုက်ပါတယ်။လှလိုက်တာအရန်လှတဲ့မိန်းမမင်းငါနဲ့အတူလိုက်ခဲ့ငါရဲ့မိဖုရား။ဟဲ့ဟဲ့မင်းငါမိန်းမကိုဘာလို့ခံထားတာလဲလွှတ်ပေးလိုက်စမ်းလွှတ်ပေးလိုက် तू อ่ะငါ့ရဲ့အိမ်မက်ထဲက main ကလေးပဲကွာဟုတ်ပါတယ်ကျမကိုကယ်ပါအောင်ဒီလူကကိုကိုရဲ့အမမင်းမီကိုတတ်ခဲ့တဲ့လူရဲ့တရဲပဲ तू ဘယ်လိုလုပ်အသက်ပြန်ရှင်လာတာလဲရှင်မင်းတို့ငါ့ကိုအရန်ဆိုးရွားတဲ့အသေးဆိုးနဲ့တတ်ခဲ့တယ်အခုငါဘသူ့ကိုမှအလွတ်မပေးတော့ဘူးဟဲ့ကောင်မင်းဘယ်လိုလုပ်အလွတ်မပေးရမှာလဲငါမိမကိုလွတ်ပေးစမ်းအေးလွတ်ပေးလိုက်ပြီအခုမင်းကိုဖမ်းလိုက်မယ်လာခဲ့လာခဲ့ အဲ့ဒီနောက်ဘလူးကြီးကကိုကြီးရဲ့လက်တွေကိုလည်းဖျက်လိုက်ပြီးသူ့ခန္ဓာကိုယ်မှာတက်လိုက်ပါတယ်။ပြီးတော့ရွာသားတွေအားလုံးရောက်လာခဲ့ကြပါတယ်။သူတို့အားလုံးတခိုးဘလူးဖြစ်နေတာကို မြင်တော့အယံကြောက်ရွံ့သွားခဲ့ကြပါတယ်။အခုသူ့မှာလက်လေးချောင်းဖြစ်နေပြီးအယံကိုကြောက်စရာကောင်းနေပါတယ်။ဟဲ့ကောင်ဟိုကိုဒီကောင်ကငါတို့လက်ဖျက်ခဲ့တဲ့တခိုးပဲကွာ။ဟင်၊သူဘလို့လို့တရက်ဖြစ်လာတာလဲ။အခုတော့သူ့မှာအစွမ်းနဲ့အများကြီးရှိနေပြီဖြစ်မယ်။ငါတို့ဘလို့ရင်ဆိုင်ကြမလဲ။ ရွာသားတွေအလုံးကြောက်လန့်ကြနဲ့ဟိုပြေးဒီပြေးလှုပ်ကြပြီး ကိုကိုရဲ့အိမ်ထဲကို ပြေးဝင်သွားကြပါရယ်။ဘလူးကလည်းကိုကိုရဲ့အိမ်တကားကို ထုရိုက်နေခဲ့ပါရယ်။ဟဲ့ကောင်မယိုင်းနဲ့ကိုကိုတကားဖွက်လိုက်စမ်းငါမင်းတို့အားလုံးရဲ့လက်တွေကိုဖြတ်ပြီးငါ့ကိုယ်ထဲမှာပေါင်းထည့်မယ်။ငါလက်အများကြီးရှိရသူဖြစ်လာမယ်။အစွမ်းအထက်ဆုံးသူဖြစ်လာမယ်။ပြီးတော့မင်းတို့ရဲ့ဇနီးမယားတွေအားလုံးလည်းငါ့ရဲ့ကြုံတွေဖြစ်လာလိမ့်မယ်။ မိန်ကလေးတယောက်ကြောင့်မင်းတို့ငါ့ရဲ့လက်တွေကိုဖျက်ပြီးတေဝပစ်ထားကြကြတယ်။အခုရွာထဲကမိန်ကလေးတွေနဲ့မိန်းမတယောက်မှကြံတော့မှာမဟုတ်ဘူး။ဟုတ်ခဲ့ကြသန်း။ဟေးကိုကိုငါတို့ဒီဘလူးကိုမရင်ဆိုင်နိုင်ဘူးကွ။သူ့မှာတရေစွားအားတွေရှိနေပြီ။ဒီဘလူးကိုငါတို့ဘလို့တိုက်ထုတ်ကြမလဲ။ကိုကိုနဲ့ရွာသားတွေအားလုံးအယမ်းကြောက်နေကြပြီးဒီဘလူးစီကနေအသက်ဘလို့ကယ်ရမလဲဆိုတာကိုနားမလည်နိုင်ဖြစ်နေကြပါရဲ့။ အဲ့ဒီအချိန်မှာဘလူးကကိုကိုရဲ့အိမ်တကားကိုဖျက်ပြီးအတွင်းထဲကိုရောက်ရှိလာပါတယ်။အခုဘယ်ပြေးမလဲ။ငါအရန်ပိုက်စာနေပြီ။မင်းတို့ကိုအစိမ့်လိုက်ဝါစပြစ်မယ်။ဟေးကိုကိုဒီဘလူးကငါတို့ရှက်မှာရက်နေပြီကွာ။အခုမလုပ်ကြမလဲ။စိတ်မပူပါနဲ့။ကျွန်တော်နောက်ကိုလိုက်ခဲ့ပါ။အဲ့ဒီနောက်ကိုကိုနဲ့ရွာသားတွေအားလုံးကိုကိုရဲ့အိမ်ထဲမှာရှိတဲ့ဖျားเจ้าဝန်းထဲကိုဝင်သွားကြပါတယ်။အဲ့ဒီဘလူးကလည်းသူတို့နောက်ကိုလိုက်သွားပါတယ်။ ဒါပေမဲ့အဲ့ဒီဖျားကြောင်ဟန်းနဲ့ကိုဝင်းဖို့စူးစမ်းလိုက်တာနဲ့သူ့ရဲ့ခြေထောက်တွေမှာမီးလောင်လာပြီးနောက်ဆုတ်သွားခဲ့ပါတယ်။ဟင်ဒါပါလဲအပြင်ထွက်ခဲ့ကြလဲမမိုက်သားတွေအပြင်ထွက်ခဲ့ကြသူကဒေါသရကြီးနဲ့ဟိန်းဟောက်နေခဲ့တယ်။ကိစ္စမရှိဘူးဒီရွာထဲမှာမင်းတို့တွေပဲရှိရမှာမဟုတ်တာတခြားသူတွေကိုသွားတက်လိုက်အောင်မယ်။အဲ့ဒီလိုပြောပြီးသူကတခြားလူတယောက်ရဲ့တကားကိုထုရိုက်ပြီးတကားကိုဖျက်ခါအတွင်းထဲကိုဝင်သွားခဲ့ပါတယ် ပြီးတော့သူ့လက်တွေကိုလည်းဖြတ်ပြီးသူ့ရဲ့ခန္ဓာကိုယ်မှာပေါင်းထည့်လိုက်ပါတယ်။ကိုကိုကဒီအဖြစ်အပျက်တွေအားလုံးကိုသူ့အိမ်မတင်းပေါက်ကနေကြည့်နေခဲ့ပါတယ်။ငါအခုပဲသွားပြီးအဲ့ဒီဘလူးကိုတတ်မယ်။ဒါပဲဖြစ်ဖြစ် သူ့ငါအမကိုအကြောင်းမဲ့တတ်ခဲ့တယ်။ငါသူ့ကိုအလွတ်မပေးဘူး။အဲ့ဒီနောက်ကိုကိုအပြင်ထွက်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာဘလူးကကိုကိုစီကိုရှောက်လာပါတယ်။လာပါကိုကိုငါမင်းကိုပဲစောင့်နေတာ။မင်းကြောင့်မင်းကဒီလိုအခြေအနေရောက်ခဲ့တာ။ ပြီးတော့ဘလူးကကိုကိုစီကိုတိုးလာတော့သူ့အမမေမီရဲ့တရေကအဲ့ဒီနေရာကိုရောက်လာတယ်။ရက်လိုက်။နင်ငါမောင်ကိုတတ်မလို့လား။ပြီးတော့မေမီကကိုကိုနဲ့ဘလူးကြားထဲမှာဝင်ရက်လိုက်ပြီးအဲ့ဒီဘလူးရဲ့လက်ဘင်းကိုဆွဲကမြေပြင်ပေါ်လှည့်ချလိုက်ပါတယ်။နင်ငါမောင်ကိုတတ်မလို့လား။အရှက်မရှိရကောင်။နင်တေချာပေါက်အသေးဆုံးနဲ့တိတ်ပြီးပြက်စီးပါစေ။နင်ငါအပေါ်အရန်ဆိုးရွားစွာပြုတ်မှုပြီးတော့ငါ့ကိုပတ်ခဲ့တယ်။ ဒါပေမဲ့ငါမောင်ကိုနင်းလက်ဖျားနေတော့မထိစေရဘူး။မေမီကအဲ့ဒီဘလူးကိုတားဆီးထားတယ်။ဟက်ကောင်မအသုံးမကျတဲ့မင်းကလေးနင်းဖဲစမ်းလှုပ်ပေးလိုက်။ငါမှလက်အများကြီးရှိတယ်။ကြည်စမ်းမင်းငါ့ကိုမတိုက်နိုင်ပါဘူး။အေးမတိုက်နိုင်ဘူး။ဒါပေမဲ့နင်းကိုခဏလောက်တော့တားဆီးထားနိုင်တယ်။အမမေမီနင်းပြန်လာခဲ့တာလား။မောင်လေးမဟုတ်ဘူး။ငါဒီကောင်ရောက်မှကိုတားထားတယ်။နင်းတော့နင်းမြန်မြန်ဒီကနင်းထွက်သွားတော့ ဟဲ့ညီသူပြန်လာတာမဟုတ်ဘူးအဲ့ဒါမေမီရဲ့လက်စားချေခြင်းနဲ့တရေပဲအခုမြန်မြန်ငါတို့နဲ့အတူလိုက်ခဲ့အဲ့ဒီနောက်မေမီကအဲ့ဒီဘလူးကိုတားဆီးဖို့စူးစမ်းနေပါတယ်အဲ့ဒီအချိန်မှာကိုကိုကပြေးပြီးဖျားချောင်းကိုသွားကဖုန်းကြီးကိုအကြောင်းဆုံးပြောပြခဲ့ပါတယ်အေးဒါ तू ကလူရဲ့အများကြီးရဲ့လက်တွေကိုသူ့ကိုယ်ထဲမှာပေါင်းထည့်ထားတော့ तू အရန်အစွမ်းထက်သွားပြီအခုငါတို့ကသူ့ရဲ့အဲ့ဒီလက်တွေကိုပြန်ဖြတ်ရမယ်ကောင်းပါပြီဖုန်းဖုန်း အမြန်လိုက်ခဲ့ပါတာငါတို့တာမန်လက်လက်တွေနဲ့သူ့လက်တွေကိုဖျက်လို့မရဘူးအဲ့ဒီအတွက်မေရော့ရဲ့ဓားကိုယူရမယ်မေရော့ရဲ့ဓားနဲ့သာသူ့လက်တွေကိုဖျက်ပြီးတတ်နိုင်လိုက်မယ်အဲ့ဒီနောက်ခုံးကြီးကကိုကိုကိုမေရော့ရဲ့ဓာတ်ကိုပေးလိုက်ပြီးကိုကိုကအဲ့ဒီဓာတ်ကိုယူကာရွာကိုပြန်လာခဲ့ပါတယ်။အဲ့ဒီမှာဘလူးနဲ့မေမီရဲ့တရဲတို့တိုက်ခိုက်နေကြပါတယ်။ဟဲ့ကောင်ဘလူးငါပြန်လာပြီ။အခုမင်းမလွတ်တော့ဘူး။ငါအမအောင်လွတ်ပေး။ဟင် ဒီကောင်ဘာသားကိုယူလာတာလဲမင်းလက်ထဲကအဲ့အယုံနဲ့မင်းငါ့ကိုဘာမှလုံနိုင်မှာမဟုတ်ပါဘူးအခုပဲပြမယ်နေအောင်မင်းဒီဓာတ်ရဲ့အစွမ်းကိုမသိသေးဘူးအဲ့ဒီလိုပြောပြီးကိုကိုကသွားပြီးဘလူးရဲ့လက်တွေကိုတချောင်းချင်းစီစတင်ဖြတ်တောက်လိုက်ပါ ರೀ ဟာမလုံနဲ့မင်းဒါဘာလို့တာလဲအာသိပါပြီဒီလိုနဲ့ပဲလက်ဖြတ်ခံလိုက်ရတဲ့ဘလူးတရဲဟာမင်းလောင်ပြကြပြီးပျောက်ကွယ်သွားခဲ့ပါတော့တယ် အခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့တရေပုံမြင်လေးတွေကြည့်ကြည့်နေဆိုရင်တော့အခု channel လေးကို like and subscribe လေးလုပ်ထားဖို့မျှော်ကြပါနဲ့နော်။နောက်ထပ်လည်းစိတ်ဝင်စားစရာကောင်းတဲ့ video လေးတွေနဲ့တူတူပြန်လာခဲ့ပါမယ်ရှင်။ကျေးဇူးတင်ပါတယ်။